ယေရှုကလည်းငါသည်ထမ်းမြောက်ခြင်းအကြောင်းသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်သောသူသည်တည်လွင်သောလည်းရှင်ပေ၏ငါကိုယုံကြည်၍အသက်ရှင်သောသူရှိသည်များတို့လည်းဒီချင်းနဲ့အစဉ်ကင်းလွတ်လိမ့်မည်လို့ဆိုထားပါဖြစ်ပါတယ်ဟေးဒါကြောင့်မလို့ဒီကြံပိုက်အားဖြင့်ဂျာနာတယောက်ချင်းစီတိုင်းပေါ်မှာဘုရားတခင်အသက်ပံကောင်းခြင်းမင်္ဂလာတုံလုံးပေးပါစေအားလုံးကိုမင်္ဂလာပါကျွန်တော်နှုတ်ဆက်ချင်ပါတယ်ဒီနေ့ဝင်ခအချင်းနဲ့အကြောင်းအရာလေးရတော့ဘုရားတခင်ရဲ့တန်ဏ္ဍာန်ခြင်းကို အစွန်းစားကိုဘောင်ခတ်မထားပါနဲ့ဆိုရက်ခေါင်းစဉ်လေးနဲ့ကျွန်တော်အားပေးချင်ပါလေဘုရားသခင်စွန်းဆောင်နိုင်တဲ့အရာတွေကိုကျွန်တော်တို့လူအနေနဲ့တစ်ခါလေးကြိုက်နေကျွန်တော်တို့လူရဲ့အတွေးခေါ်နဲ့အဲဦးနှောက်တတိလေးနဲ့ကျွန်တော်တို့ဘောင်ကတ်ထားတတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့မှာဒီအင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ဒီ don't limit the ability of god ဆိုရမယ်နော်အဲ limit မထားနဲ့ဘုရားသခင်ရဲ့တန်ဖိုးခြင်းကိုတစ်ခါလေးကြိုက်နေကျွန်တော် limit ထားတတ်ပါတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဘုရားသခင်ကိုတန်တရားစိတ်ထားတဲ့အခါမှာအဒီဘုရားသခင်ကကျွန်တော်မကင်နိုင်ဘူးလား။ကျွန်တော်ရဲ့အမှုကိစ္စကိုမလုပ်နိုင်တော့ဘူးလားဆိုတဲ့တန်တရားတွေနဲ့ကျွန်တော်တို့ရှိနေတတ်ပါရဲ့။ဒါကအဲဘယ်လိုလဲဆိုရင်တော့စာတန်ဖက်ကလာတဲ့အတွေးခေါ်လေးဖြစ်ပါလေ။ဒါကြောင့်မလို့ခုနကျွန်တော်ဖတ်သွားတဲ့ကျမ်းပိုက်ပေါ့နော်။ဒီရှင်ယောဟန်အခန်းကြီး7 25အကြောင်းအရာကိုကျွန်တော်တို့ကြည့်တဲ့အချိန်မှာ Lazarus ရဲ့တက်တာပေါ့နော် Lazarus ရဲ့ဒီရှင်ပြန်ထမ်းမြောက်ခြင်းအကြောင်းကိုလည်းဒီမှာတွေ့ရဖြစ်ပါတယ်တစ်ဆက်တည်းမှာလည်းအဲသူ့ရဲ့ညီအမကြီးဖြစ်တဲ့ဒီမာရီနဲ့မာတာတို့ရဲ့ယေရှုခရစ်ရဲ့တနန်ချင်းကိုဘောင်ခတ်သွားတဲ့အခါမှာသူတို့ဟိုနောင်တရသွားတဲ့အကြောင်းလေးပေါ့နော်တရက်ကြတော့လာဇရုဆိုတဲ့လူတယောက် ီဖြားနာတော့เนาะနာမကြမ်းဖြစ်နေတယ်အပြင်းတန်ဖြားနေတယ်သူနေမကောင်းတော့ဘူးပေါ့เนาะဆိုတော့အတီးလူမျောပါဖြစ်တဲ့ဖြစ်ကိုနာမကြမ်းဖြစ်သွားတယ်ဖြစ်နေရပေါ့เนาะအဲ့ချိန်မှာယေရှုခရစ်ကိုဟိုယေရှုခရစ်ကိုသူတို့ရဲ့ညီမလေးဖြစ်တယ်မာလတာနဲ့မာရိကမျောလင့်နေကြတာဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့တုန်းကယေရှုခရစ်တော်ဟာလူသေးတွေကိုပင်လင်းအသက်ရှင်စေတဲ့အဲဒီနမိတ်လက္ခဏာလေးမျောများစွာပြုလုပ်နေတဲ့ ခြင်းဖြစ်တယ်ဒီနာမကျမ်းဖြစ်နေတဲ့လူတွေဒီခြေကျိုးနေတဲ့လူတွေနော်မျက်စိကန်းနေတဲ့လူတွေသူလက်တော်နဲ့ထိတွေ့တဲ့ခါမှာအားလုံးကြမ်းမာပဂရိဖြစ်သွားတယ်လူတွေတွေကိုလည်းသူကလက်နဲ့တို့ထိလိုက်တဲ့ခါမှာရှင်ပြန်ထမ်းမြောက်တာကိုကျွန်တော်တို့ဒီကျမ်းစာထဲမှာကျွန်တော်တွေ့ရတာဖြစ်တယ်အဲ့ဒီလူပဲမာရိနဲ့မာတာညီမနှစ်ယောက်စလုံးကလာဇရု နေမကောင်းတဲ့ချိန်မှာလာပြီးတော့ကျမစီချင်းနေနေမကောင်းတဲ့ချိန်မှာမလာရင်တောင်မှဒါဖြစ်တယ်လေဆိုရင်တော့ तू တည်သွားတဲ့ချိန်မှာမမြုံနိုင်ခင်လေးမှာယေရှုခရစ်တော်ရောက်လာလို့ရှိရင်တော့ तू ကတိတ်တွေ့ပြီးတော့တကူတော့အားဖြင့်ရှင်းပြထမ်းမြောက်ခြင်းကိုသူတို့ကလိုရှိနေတာဖြစ်တယ်ဒါလူအနေနဲ့စဉ်းစားတာပေါ့ နကိုကလည်းသူတို့ကဘာမြင်တယ်လဲဆိုတော့ယေရှုခရစ်တော်ကလူတွေကိုရှင်ပြန်ထမ်းမြောက်စေတယ်ဆိုတာကိုသူမြင်တွေ့တဲ့အခါမှာဒီလိုမျိုးသူတို့ကမျောလင်းချက်ကြီးကြီးထားတာဖြစ်တယ်။ဒါပေမဲ့ဖြစ်ချင်တော့ယေရှုခရစ်တော်ဟာလေအဲ့ချိန်မှာလာဇရုဒေဗီရဲ့နောက်ပိုင်းမှာလည်းရောက်မလာဘူး။ဖြစ်တော့အဲနောက်တော့ဘာဖြစ်လဲဆိုတော့အမြေတကြိုးရဲ့နော်မြေတကြိုးတင်းကြိုင်ထဲမှာမြုပ်နှံချင်ခံရပြီးနောက်ပိုင်းမှာပဲသူကရောက်လာ ညုံနံပြီးနောက်ပိုင်း၄ရက်အကြာမှာပဲအဲမာတာမာရီတို့ဆီကိုရောက်ရှိသွားတာဖြစ်ပါလေအဲ့ဒီအချိန်မှာမာတာနဲ့မာရီကအပြစ်ဖို့နေကြတာဖြစ်ပါလေဘာဖြစ်လို့ခုမှလာတာလဲဆိုပြီးတော့တခင်ကိုအပြစ်တင်နေတာဖြစ်ပါလေဒါကြောင့်မလို့ခုနကျမ်းပိုက်လေးကိုကျွန်တော်ပြန်ပြမှာဖြစ်ပါတယ်ဒီဟာလေးကိုယေရှုခရစ်တော်ကပြောထားတာဖြစ်ပါတယ်ယေရှုကလည်းငါဒီထမ်းမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်ဤငါ့ကိုယုံကြည်တော်သူနေတည်လွန်တော်လဲရှင်လီနီ ငါကိုယုံကြည်၍အသက်ရှင်တော်သူရှိသည်မြဒီလေဒီချင်းနဲ့အစင်မပြက်ကင်းလွဲ့လိမ့်မည်လို့ဆိုထားတာဖြစ်ပါတယ်အဲ့ဒီချိန်မှာသူတို့နားမလဲယေရှုခရစ်တော်ကလူသေးတွေကိုရှင်ပြန်ထမ်းမြောက်စေနိုင်တယ်ဒါပေမဲ့လေဒီတင်းကြိုင်ထဲမှာတကြိုပြီးသားဖြစ်တဲ့တကြိုချင်းခံရပြီးဖြစ်တဲ့လူသေးတွေကိုအသက်ရှင်စေနိုင်ရဆိုတာကိုသူတို့အတွေ့အကြုံလည်းမရှိဘူးယုံလည်းမယုံဘူး ဒါကြောင့်မလို့မန္တလို့ပြန်ဖြေတယ်လေဆိုရင်တော့ဟုတ်ပါတယ်တခင်ဒီခြေဆောင်ခြင်းနေ့ရက်မှာလူတိုင်းကရှင်ပြန်ထမ်းမြောက်မယ်ဆိုတာကိုကျမတို့ယုံပါတယ်ဆိုပြီးတော့ပြန်ဖြေပေးလိုက်တာဖြစ်ပါလေအဲ့ချိန်မှာတခင်ရှော့ဝန်နေသွားတာဖြစ်ပါတယ်အဲ့နောက်တော့သူညီမဖြစ်တဲ့မာလတာစင်မလည်းတက်စကားပြောကြည့်တယ်ယေရှုခရစ်ဒါပေမဲ့လေမေရိယလည်းမာရိယလည်းပြောလဲဆိုရင်တော့သူ့မောင်တည်သွားတဲ့အကြောင်းကြောင့်အရန်ဝန်နေ ဖြစ်ဘူးဆွေးနေဆိုတာကိုပဲထက်ခတ်တလေလေးပြောကြသွားတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့ချိန်မှာယေရှုခရစ်တော်ကလည်းဝန်နေသွားတယ်မာရီနဲ့မန်သားလည်းငုံနေတာပေါ့နော်ဆိုတော့သူ့မုံကိုတန်တဘူးဆွေးနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ငိုတယ်ယေရှုခရစ်တော်ဟာနောက်ကြမှာရောက်လာရကောင်းလားဆိုပြီးတော့အပြစ်တင်တဲ့ပုံစံမျိုးနဲ့အဲသူတို့ညီမလေးအောင်စလုံးကငိုသွားတာဖြစ်တာတွေ့ရတာဖြစ်ပါတယ်အဲ့ချိန်မှာလေယေရှုကလည်းဝန်နေသွားတာဖြစ်တယ် ဘာဖြစ်လို့ဝမ်းနေတယ်လဲဆိုတော့ဒီဆုံးသွားတဲ့လာဇရတ်စ်အတွက်သူကဟိုဝမ်းနေပူဆွေးနေတာပေါ့သူရဲ့တန်နံချင်းကိုဘောင်ခတ်ပြစ်လိုက်တဲ့မာရနဲ့မာမာရီအတွက်ကိုသူကဝမ်းနေပူဆွေးနေတာဖြစ်ပါတယ်။အိုးငါဖရားရဲ့သားတော်ဆိုတာကိုသူတို့မသိပါလား။ရှင်ပြန်ထမ်းမြောက်ခြင်းအကြောင်းဘာမှမဆိုတတ်နိုင်တဲ့ဖရားဖြစ်ကြောင်းကိုသူတို့မယုံသေးပါလားဆိုပြီးတော့သူက ဝန်နေသွားပြီးတော့အမှမျက်ကြီးကြတော်မူ၏ဆိုတော့ကျွန်တော်တွေ့ရဖြစ်ပါလေ။ဒါကြောင့်လို့ဒီနေ့ကျွန်တော်တက်တာမှာတခါလေကျရင်ကျွန်တော်မတက်နိုင်တဲ့အရာတွေနဲ့ကျွန်တော်ရင်ဆိုင်နိုင်တယ်။အမှုရဲ့အမြောက်များဆိုကြုံတွေ့နိုင်တယ်။ကျွန်တော်တို့ဒီအော်ဒီကိစ္စဖះမကမကယ်တင်နိုင်တော့ဘူးဆိုပြီးတော့ကျွန်တော်ဝန်နေနေတက်တယ်။အဲ့ချိန်မှာကျွန်တော်ဖះမျက်ရည်စမျက်ရည်ကျစီရပါတော့။ ဘာဖြစ်လို့ကျွန်တော်ယုံကြည်ခြင်းကအကန့်အသတ်ရှိနေတယ်။ဒါလေးကတော့ဘုရားလည်းမတတ်နိုင်တော့ဘူးဆိုပြီးတော့ကျွန်တော်တို့ကန့်သတ်ပြလိုက်တဲ့အချိန်ကြီးလည်းရှိပါသေးတယ်။အော်တကူဥပမာပြောမယ်ဆိုရင်တော့ရင်းနှုံးက TV ဆိုတာလေဟိုတေးပေးနိုင်လောက်တဲ့ယောဂါထဲမှာပါတယ်။ဆိုတော့ AIDS ကြီးကလည်းရင်းနှုံးကတော့တေးလူနဲ့တတ်မှတ်ကြတာ။ဆိုတော့ AIDS ယောဂါဆိုရင်တော့ကုရနတ္တိဆေးမရှိဆိုပြီးတော့ဒီ ဆိုင်မုတ်တွေမှာကျွန်တော်တို့ဆေးရုံဆေးခန်းတွေမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာလူတွေရဲ့ကြံစည်ခြင်းတွေးခေါ်အကောင်းတွေနဲ့တိတ်ပံပင်ရရှင်ရဲ့ကြည်ထွန်းကြံစည်ခြင်းအဖြစ်ဒီ AIGS ယောဂတော်မှာဒီတက်တန်းစိနေညာနဲ့ဟိုဒီဘယ်လိုခေါ်မလဲဆေးဝါးတွေရဲ့သူထုတ်ပေးနိုင်တာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်။အခုဆိုရင်တော့ AIGS နဲ့ပူပြီးကအားလုံးမတည်နိုင်တော့ဘူး။ဒါပေမဲ့လည်းအခုကခင်စာယောဂဆိုရင်တော့ကျွန်တော်က limit ထားတယ်။အော်သူတယောက်ခင်စာယောဂခံစားနေပြီဆိုရင်တော့ ဩတေလူပဲနော်ဒါကျွန်တော်တို့အနေနဲ့ဘာဖြစ်လဲဆိုတော့လူအနေနဲ့အတွေးခေါ်နဲ့ဦးနှောက်တေးလေးနဲ့ပေါင်ခပ်ပစ်လိုက်တဲ့အခါမှာဒါခင်းစားဆိုတာတေးရမယောပါလို့ကျွန်တော်သတ်မှတ်တယ်ဒါပေမဲ့လေခုလောက်ကမှာခင်းစားနဲ့ပြန်ပြီးတော့စူတောင်းချင်းအဖြစ်ဖရားရဲ့ဘုံတော်အဖြစ်ပြန်လဲပြီးတော့လွတ်မြောက်တဲ့လူတွေဖြောင့်များစွာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဒါကြောင့်မလို့ ဒီယောဂကြောင့်လူတွေကတည်တာမဟုတ်ဘူး။ယုံကြည်ခြင်းမခံရဲလို့လူတွေကတည်ဆုံသွားရတာဖြစ်တယ်။ဘာလို့ဆိုတော့အော်တချို့လူတွေဆိုရင်တော့ခင်စာယောဂမတိပဲနဲ့စူတောင်းလိုက်တယ်။ခင်စာယောဂမတိဘူး။ဒါမဲ့သူယုံကြည်ခြင်းအဖြစ်ကြောက်သွားတယ်။ဒါမဲ့လေဆင်းရဲစိတ်ကတွားပြလိုက်တဲ့ခါမှာခင်စာယောဂဖြစ်သွားတယ်။အဲ့ဒီမှာစူတောင်းခြင်းကလေယုံကြည်ခြင်းမရှိတော့။အိုးငါစူတောင်းပြီးပြီမဲ့လေတွားရှင်ပြန်ထမ်းမြောက်နိုင်အမဟုတ် ်ယောဂပြောက်กินတော့မှာမဟုတ်ဘူးဆိုရဲခံယူချက်ရှိနေတယ်အဲ့ဒီခံယူချက်ကမကောင်းဘူးဘာလို့လဲဆိုတော့ဖရာရဲ့တတ်နိုင်တော်မူခြင်းကိုကျွန်တော်တို့ပေါင်ခတ်ပြစ်လိုက်တယ်အနိထားမှာရှိတယ်ဆိုတော့ကျွန်တော်မလုံနိုင်တဲ့ကိစ္စအာဒီအကျွေးတော့ငါမဆက်နိုင်တော့ဘူးဩဒီအကျွေးတန်တရားနဲ့ကျွန်တော်ကျမမလုံမြောက်နိုင်တော့ဘူးစင်ရဲ့ချင်းနွန်းထဲကနေကျွန်တော်မလုံမြောက်နိုင်တော့ဘူးဆိုပြီးတော့ကျွန်တော်တို့ဒီ ထင်သက်တယ်ဒါပေမဲ့လည်းမဟုတ်ပါဘူးကျောဘုရားကိုယုံကြည်ခြင်းနဲ့ဆက်ကပ်တဲ့ခါမှာစွတောင်းတဲ့ခါမှာဘုရားကတတ်နိုင်တော်မူဆိုတာကိုကျွန်တော်တို့အသက်တာမှာတတ်သိခံရမှာဖြစ်ပါတယ်ဘုရားဘုန်းတော်ထင်ရှားစေရဖို့ဒီခက်ခဲတဲ့ပြဿနာတွေကိုဘုရားအကျုံးစေတာဖြစ်တယ်ဒါမှန်ဆိုရင်တော့လူတွေကြိတ်စိတ်တက်ကြသွားဖို့မဟုတ်ဘဝကိုရှုံးပေးဖို့မဟုတ်ဘုရားရဲ့ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ခုနပြောသလိုပေါ့အဲ့ဒီ လာဇရုရဲ့တက်တာမှာဘာဖြစ်လဲဆိုတော့သူကအချိန်မီသွားလို့ရတယ်အချိန်မီမသွားဘူးတမင်ကိုယေရှုခရစ်တော်ကမြုပ်နှံပြီးမှလာဇရုရဲ့အလောင်းကိုမြုပ်နှံပြီးမှလေးရဲ့အကြာပြီးမှသွားတာဖြစ်တယ်အဲ့ချိန်မှာညီမနှစ်ယောက်ကဝမ်းနဲ့ပူဆွေးနေတာဖြစ်တယ်သူရဲ့ဆွေမျိုးတွေအားလုံးဝမ်းနဲ့ပူဆွေးနေတဲ့အချိန်ဖြစ်တယ်သူတို့ယုံကြည်တာကလာဇရုကမြေကြီးထဲကနေတင်ချိုင်းကိုယ်ထဲကနေ ယေရှုကရှင်ပြန်ထမ်းမြောက်မလုပ်ပေးနိုင်တော့ဘူးဆိုတဲ့ယုံကြည်ချက်ပဲရှိတယ်။ဒါပေမဲ့လည်းယေရှုဖျားကသူကဒီသူ့ရဲ့အစွန်းစာကဘလောက်ထိရှိပြီဆိုတာကိုသိစေချင်တဲ့အတွက်ကြောင့်တင်ကြိုင်းကိုတွားတယ်။အလောင်းဘယ်မှာထားတယ်လဲဆိုပြီးတော့တင်ကြိုင်းကိုပြန်ပြန်ကြည့်ပါ။တင်ကြိုင်းကိုသူတို့လိုက်ပြတာဖြစ်တယ်။လိုက်ပြတဲ့အခါမှာဆိုတော့တွားပြချိန်မှာမာရီကပြောလဲဆိုတော့တခင် ိုရောဂျင်လာဇရုဟာမြို့နံချင်းခံရတာလေးရရှိနန်ကုံလိမ့်မယ်လောက်ထိတော့မှာတာယူရအဖြစ်တယ်ဒါပေမဲ့လေယေရှုဖျားကမပြောနေစတော့လာဇရပ်ထွက်လာခဲ့စမ်းဆိုပြီးတော့အမိတ်ပေးတော်မူတဲ့အခါမှာတင်းချိုင်းကူတွေကအဲ့တုန်းကတို့တင်းချိုင်းကဘယ်လိုမျိုးပုံစံလဲဆိုတော့တို့ဒီကြောက်ကူကြီးတွေကိုတို့အပေါက်ဖောက်ထားပြီးတော့အဲ့မှာတို့ထဲတာဖြစ်ပါတယ်ထဲပြီးတော့ကြောက်ပြားကြီးနဲ့ပြန်ပြီးတော့ပိတ်ရတယ်တင်းချိုင်းကို ံစံဖြစ်တယ်ဆိုတော့အဲ့ဒီတင်းကျိုင်းကူကို तू ကဒီကြောင်တုံးချင်းကိုဖယ်လိုက်တဲ့အချိန်မှာ तू မိတ်ပေးလိုက်တယ်လာဇရုကလည်းအဲ့ဒီတင်းကျိုင်းကူထဲနဲ့ပြန်ထလာပြန်ထွက်လာတယ်အဲ့သူတို့ရဲ့ရိုးရအရာပေါ့နော်သူတို့ထုံးစံအရာတို့ကလူသေးတွေကိုမလုပ်ထားလဲဆိုတော့အဝက်စီးတွေနဲ့ကုန်းကောင်းကားနဲ့ချေဆုံးသူကိုပိတ်ထားတာဖြစ်ပါတယ်ထလာတဲ့အချိန်မှာကမန်ကရာကြောင်ကရန်ထလာအဲ့အချိန်မှာလူတွေကလန့်ပြီးတော့ဩယေရှုပြန်လူတွေကိုပြန်ပြောလိုက်နော် အတူရဲ့ဒီပိတ်စာတွေကိုပြန်ပြီးတော့ချွတ်ပေးလိုက်ပါဆိုပြီးတော့ပြန်မင့်ပေးလိုက်တဲ့အချိန်မှာသူတို့ပြန်အဝစီတွေပြန်ပြီးတော့ချွတ်လိုက်တဲ့ခါမှာလာဇရုပြန်ပြီးတော့အသက်ရှင်တာကိုတွေ့ရတာဖြစ်ပါတယ်ဟာလေလုယာဒါဖရာဘုန်းတော်ဖြစ်ပါတယ်ဖရာရဲ့အစွန်းစဘလောက်အထိကြီးမားတယ်ဆိုတာကျွန်တော်လူအနေနဲ့ကန့်တတ်လို့မရအောင် limit ထားလို့မရအောင်ဆိုတာနော်ကျွန်တော်တို့ဒီထဲမှာကျွန်တော်ပေါ်လွင်တာဖြစ်ဖြစ်ပါတယ်ဒါကြောင့်မလို့တင်းရဲ့ဟိုဒုက္ခတင်းရဲ့ဆင်းရဲခြင်း အခုတောက်ကရောက်နေတဲ့အရာပေါ်မှာလူအနေနဲ့ကိုယ်အနေနဲ့မတတ်နိုင်ဘူးမဖြစ်နိုင်တော့ဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့ဘုရားကိုယုံကြည်ခြင်းနဲ့စက္ကန့်ပါဘုရားအကုန်လုံးဖြစ်စင်ပေးပါဖြစ်ပါလေငွေကြီးပြေတနာဈာမကြီးပြေတနာလူမှုကြီးပြေတနာနိုင်ငံကြီးပြေတနာစီးပွားရေးပြေတနာစာနေဖြစ်ပေါ့နော်ဒါဘုရားအကုန်လုံးဖြစ်စင်ပေးမှာဖြစ်ပါလေတဲကြတော့ကျွန်တော်ဣတရလလူမျိုးတွေပေါ့နော်အီဂျစ်ပီယာနေတို့ထွက်လာတယ် ဆိုခန္ဓာပြီကိုသွားဖို့ဖြစ်လာပါတော့ဆိုတော့အဲ့မတိုင်ခင်မှာဒီနမိတ်လက္ခဏာပဲ10မျိုးလောက်ကိုမောရှေအားဖြင့်တို့တွေ့ပြီးဖြစ်ပါတယ်ဒါဆိုဆိုရည်တွေကိုလည်းတွေ့ဖြစ်စေတယ်ဖရာရဲ့ဘုန်းတော်အားဖြင့်မောရှေအားလောက်တာဖြစ်ပါလေအဲ့ဒီနမိတ်ခန္ဓာတွေကိုအကုန်လုံးမြင်ပြီးဖြစ်ပါလေဒါပေမဲ့လေသူတို့တွားတဲ့လမ်းကြောင်းမှာနောက်ကဖာရောတပ်တွေကပြန်ပြီးတော့လိုက်လာတာဖြစ်ပါလေသူတို့ကိုတတ်ဖို့ မြင်ရထားတွေနဲ့လိုက်လာတာဖြစ်ပါတယ်လက်နဲ့ပြည့်စုံနဲ့လိုက်လာတာဖြစ်ပါတယ်သူတို့ကလည်းရှေ့ကိုပြေးတဲ့ချိန်မှာပင်လယ်နီဆိုတဲ့နေရာကိုရောက်ရှိသွားတာဖြစ်ပါတယ်ပင်လယ်နီရောက်တဲ့အခါမှာဘာဖြစ်တယ်လဲဆိုရင်တော့သူတို့ကအော်လမ်းပြောက်ပိတ်မိသွားတယ်ရှေ့မှာပင်လယ်နီရှိပင်လယ်ကြီးရှိနောက်မှာရန်သူတွေပေါ်လာတယ်ဂျင်းတဲ့ချက်တဲမှာရောက်ရှိသွားပြီရှေ့သွလို့လည်းမရနောက်ဆုံးလို့လည်းမရအချိန်ကြီးရောက်သွားတာဖြစ်ပါတယ် အဲ့ဒီမှာအစ်ဒရလလူမျိုးတွေကမောရှိကိုပြန်ပြီးတော့ပြစ်တင်ကြတာဖြစ်ပါတယ်။အိုးမောရှိဒီနေရာမှာငါတို့ကိုဒီစီတော့မလား။တင်ချိုင်းမရှိပါမရှိ။အဲကုတ်တူပြီမှာတင်ချိုင်းတွေရှိနေရပဲ။ဘာလို့ဒီကိုခေါ်လာတာလဲဆိုပြီးတော့မောရှိကိုပြန်ပြီးတော့ပြစ်တင်ကြတာကိုကျွန်တော်တွေ့ရဖြစ်ပါတယ်။ဘလောက်တိဖရားရဲ့တတ်နိုင်တော်မူခြင်းကိုပေါင်းခတ်ထားတယ်ဆိုရင်တော့သူတို့ကဖရားရဲ့လူမျိုးကြီးဖြစ်တယ်။ရှေ့မှာလည်းဟို ဖခင်ရဲ့နမိတ်လက္ခဏာတွေကို10မျိုးမကတော့သူတို့ကကြုံရပြီးပြီဖြစ်တယ်ဒါပေမဲ့တကယ်ကိုဒုက္ခရောက်နေချင်းဖခင်ကိုသူတို့မမြင်တော့ဖခင်ရဲ့တတ်နိုင်တော်မူခြင်းကိုပြန်ပြီးတော့မအောင်မိတော့ဘာအောင်မိတယ်လဲဆိုတော့ရှေ့မှာပင်လယ်ကြီးရှိတယ်နောက်မှာရံသူတွေရှိတယ်ဆိုတာပဲသူတို့ကောင်းတယ်မှာရှိတာဖြစ်ပါတယ်ဒါကြောင့်လို့မေဆွေဒီနေ့ကျွန်တော်ရဲ့အတ္တတာမှလည်းဒီခါလေးရရင်တော့ပြဿနာကိုပဲကျွန်တော် focus လုပ်တဲ့အချိန်မှာဖခင်ရဲ့တတ်နိုင်ခြင်းကိုကြောက်သွားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အတ္တတာမှာဖခင် တတ်နိုင်တယ်ဘုရားတတ်နိုင်တယ်ဆိုပြီးတော့ပြန်ပြန်ပြီးတော့ကျွန်တော်ခွန်အားယူရမှာဖြစ်ပါတယ်ကြွေးကြော်ရမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ရှေ့မှာပင်လယ်ညကြီးခံထားရဆိုပေမဲ့အဲမောရှိကသူ့လက်ယုံကိုပင်လယ်ပေါ်မှာနော်ဆက်တန်းလိုက်တဲ့အခါမှာစုတောင်းလိုက်တဲ့အခါမှာပင်လယ်ညကြီးဟာနှချမ်းကွဲသွားတာတွေ့ရတာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီမှာသူကကောင်းမွန်စွာနဲ့ရှောက်လန်းသွားတာဖြစ်ပါတယ်ပင်လယ်ပင်ကြီးဟာ ီနှချမ်းကွဲသွားတဲ့အချိန်မှာအလေးမှာလမ်းကြောင်းကိုဖြစ်ပေါ်လာပြီးတော့အဲ့ဒီမှာသူရှောက်လာတာဖြစ်တော့လေဟိုဘက်ကိုရောက်တဲ့အခါမှာဟိုဘက်ကန်တဘက်ကိုရောက်တဲ့အချိန်မှာနောက်မှလိုက်လာတဲ့အကူတူပီတာတွေကရောက်လာပြီးတော့သူတို့အတိုင်းမှာရှောက်လာတဲ့အချိန်မှာကြာတော့ဘုရားကရေကိုပုံမှန်နဲ့ပြန်ပြီးတော့ season စီ season စီလိုက်တဲ့အခါမှာအကူတူဒီလက်နဲ့ကိုင်းပေါ့နော်သူတို့ရန်သူတွေကုန်းလို့ရည်ထဲမှာ နစ်မြုပ်ပြီးတော့တည်ဆုံးသွားတာကိုကျွန်တော်တမန်ကျမ်းစာထဲမှာကျွန်တော်တွေ့ရတာဖြစ်ပါလေ။ဒါကြောင့်မလို့ဘုရားကဒီအကျင့်နဲ့ကျက်ထဲမှာလည်းကဲတင်နိုင်လေဆိုတာကိုကျွန်တော်တွေ့ရတာဖြစ်ပါလေ။ဒါကြောင့်မလို့ကျွန်တော်လူဦးနောက်တဲတေးလေးနဲ့ကျွန်တော်ဘုရားကိုပေါင်းခတ်ထားတာမဟုတ်ပေနဲ့။အိုးကျွန်တော်ကြုံတွေ့ရတဲ့ဒီအန္တရာယ်တွေအခက်အခဲတွေပြဿနာတွေဘုရားအဲ့ညာကျွန်တော်ဘလို့ဟိုကဲတယ်မလဲ။ ဘုရားဘုန်းဘုန်းဘယ်လိုထင်ရှားမလဲဆိုတာကိုကျွန်တော်တို့ဒီမျောလင်းရမှာဖြစ်ပါတယ်ဘုရားနဲ့မျောလင်းရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဟေရှာယအခန်းကြီး55ခန်းငယ်10မှာပြောထားလဲဆိုရင်တော့လူရဲ့အကြံစီရဘုရားအကြံစီနဲ့မတူဘူးတဲ့အဲ့ဒီအကြံပိုက်လေးကိုကျွန်တော်အနည်းငယ်ဖတ်ကြားသွားချင်ပါတယ်အားလုံးနားဆင်ပြကြပါထောက်ရဘုရားမိန့်တော်မူဒီကငါဤအကြံစီဒီတင်တော့ဤအကြံစီနဲ့မတူငါဤအကျင့်ဒီလေတင်တော့ဤအကျင့်နဲ့မတူဆိုပြီးတော့ ဟေရှာယအခန်းကြီး55ခန်းငယ်10မှာကျွန်တွေ့ရတာဖြစ်ပါလေ။အာဒီကျွန်တော်တို့ရဲ့ဂျန်စီနဲ့ဖခင်ဂျန်စီမတူဘူး။ကျွန်တော်မတတ်နိုင်ဘူးဆိုတဲ့အချိန်မှာဖခင်ကတော့ဒီတတ်နိုင်တယ်နော်။နာဖခင်လက်ထဲမှာပဲအကုန်ရှိတယ်။ကျွန်တော်ပြဿနာတွေအားလုံးကလည်းဘယ်မှာရှိနေတယ်လဲဆိုရင်တော့ဖခင်ရဲ့လက်ထဲမှာပဲရှိနေတယ်။ဒါကြောင့်မလို့ဖခင်တခင်ရဲ့တတ်နိုင်ခြင်းကိုကျွန်တော်ပေါင်းခတ်မသွားမထားဘဲနဲ့ဖခင်တခင်တတ်နိုင်တယ် လုံနိုင်တယ်ကျွန်တော်ခက်ခဲပြဿနာတွေအားလုံးကိုဘုရားနာမအားဖြင့်ကျွန်တော်တို့ယဉ်ဆိုင်ကြော်လွှားပြီးတော့ဘုရားဘုန်းတော်ထင်ရှားစေတဲ့သာသမီတွေဘုရားရဲ့သာသမီတွေဘုရားရဲ့တတိခံတွေအဲဖြစ်ဖို့ကျွန်တော်တို့ဒီဘုရားလိုတော်ရှိရဖြစ်ပါတယ်ဂျာနာတို့တယောက်ချင်းစီတိုင်းမောမှာဘုရားတခင်တည်တပံကောင်းကြီးပေးပါစေအာမင်